ုတ်ကဲ့ဒီ Android Box တို့ Android TV တို့ Android ဖုန်းတို့မှာ Orange application ထည့်နေလေးပြပေးပါမယ်။အရင်ဆုံးကျွန်တော်တို့ Play Store ကနေဒီ downloader ဆိုတဲ့ software လေးကိုဒေါင်းရပါမယ်နော်။ဒါကျွန်တော်တော့ဒေါင်းပြီးသွားပါပြီ။အဲ့အတွက်ဒီ downloader software လေးကိုအရင် download ရပြီဆိုရင်ကျွန်တော်အဲ့ software တွေကိုဝင်ပါမယ်။ဝင်လိုက်ပြီဆိုရင်ကျွန်တော် link ရိုက်ထည့်ပြီးဒေါင်းပေးရပါတယ်။အဲ TV တို့ Android ပေါက်တို့အတွက်ကတော့ bid.ly ပြင်ဆောင် orange play for tv ပေါ့နော်အဲ့ဒါလေးထည့်ပြီးကိုလို့ချလိုက်ရင်ရပါတယ် android ဖုန်းအတွက်ကတော့ဒီ orange play ရဲ့အနောက်မှာ mobile ဆိုပြီးရိုက်ထည့်လိုက်ပြီးတော့ကိုလို့လိုက်ရင်ရပါတယ်နော်ဒါဒီ link လေးရိုက်ထည့်ပြီး download ရတဲ့ဟာလေးကိုပြောပေးတာပါအဲ software ရှိပြီးသားလူတွေကတော့အရင် version ဟောင်းရှိတယ်ဆိုရင် update လုပ်လိုက်ရုံပါပဲနော်ဒါရဲ down ပုံလေးကျွန်တော်ပြပေးတာပါနော် down လေး ဟုတ်ကဲ့အဲ့လို down ပြီးပြီဆိုရင်ကျွန်တော် install လုပ်လိုက်ရပါပြီเนาะ